ဣစဉ်ပြုတဲ့ကုသိုလ်တွေထဲမှာဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်ဘာဝနာကုသိုလ်ရှိတယ်ဒါနကုသိုလ်သီလကုသိုလ်နဲ့လူပြေနတ်ပြေဆိုတာရနိုင်တယ်သို့တော့မြမပြေကြတော့ဒါနကုသိုလ်သီလကုသိုလ်လေးနဲ့တင်မရဘူးဘာဝနာကုသိုလ်ဆိုတာလုပ်ဖို့လုပ်ရတယ်ပေါ့အဲ့ဒီဘာဝနာကုသိုလ်မှမရှိလို့ရှင်မြမပြေမှာ မရနိုင်ဘူးအဲ့တော့ကာမဝဆရဘုံလို့ခေါ်တဲ့ ကာမဒီမျက်စိကမြင်တဲ့အဆင်းအာယုံနားကကြားရတဲ့အသံအာယုံနှာခေါင်းကနမ်းရှူရတဲ့အနတ်အာယုံလျှာနဲ့လျှက်ရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့ရရှိတဲ့အထိတွေ့အာယုံဆိုတာဒါတွေကိုကာမအာယုံလို့ခေါ်တာနော်ကာမအာယုံဆိုတာတခြားဟာကိုပြောတာမဟုတ်လူချင်းစရာအာယုံတွေကိုကာမအာယုံလို့ပြောတာ မြမပြည်မှာကာမအာယုံဆိုအဓိပ္ပာယ်တစ်မျိုးပေါက်ထားနေရှိသေးတယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်ပြောရမဟုတ်ဘူးကာမအာယုံဆိုတာကာမဆိုတာနိုချင်းစရာနိုချင်းစရာအာယုံတွေကိုကာမလို့ခေါ်တယ်လိုချင်းစရာအာယုံတွေကိုလိုချင်တတ်တဲ့တဏှာကိုလည်းကာမလို့တစ်ခါတစ်ခါသုံးတယ်ပေါ့ကာမဒေါသအတိသောခေါ်လို့ကာမကြောင့်ဆိုတာကြတော့လိုချင်မှုတဏှာကြောင့် တောကဖြစ်တယ်လို့ဒီလိုခေါ်တာလိုချင်စရာအာယုံကြောင့်တောကဖြစ်တာမဟုတ်ဘူးလိုချင်စရာအာယုံကိုလိုချင်တဲ့တဏှာကြောင့်သာတောကဖြစ်တာဒီလိုပြောတာနော်လောကမှာလိုချင်စရာအာယုံဆိုတာသူ့ဘာသူလိုချင်စရာရှိနေရမှာပဲလိုချင်စရာအာယုံတွေကိုလိုချင်စရာမကောင်းအောင်လုပ်ပြဖို့မလိုဘူးလောကမှာကချိုးနိုင်ရမှာပါတော့လိုချင်စရာအာယုံကိုလိုချင်တဲ့တဏှာကိုချိုးနိုင်ရမှာနော် လိုချင်စရာအာယုံဆိုတာရှိနေရဒါကြောင့်မို့ကာမဆိုတဲ့စကလုံးကိုအိဗေနှမျိုးဖော်ထုတ်ရတယ်ဝိထုကာမတဲ့ကိလေသာကာမဝိထုကာမလို့ဆိုတာဟာလိုချင်စရာအာယုံဒါပြင်လိုချင်စရာအာယုံတွေကိုပြောပြသားမှာဆိုမျက်စိနဲ့မြင်နာမည်တက်ပြီးပြောမယ်ဆိုရင်အများကြီးဖြစ်သွားမှာเนาะဒါကြောင့်မို့လို့ နမတိမတတ်တော့ပဲနဲ့ဘယ်လိုပြောရတော့မျက်စိနဲ့မြင်ပြီးလိုချင်စရာကောင်းတဲ့အာယုနားကနားထောင်ရတဲ့လိုချင်စရာကောင်းတဲ့အာယုနှခေါင်းကနမ်းရှူချင်စရာကောင်းတဲ့လိုချင်စရာအာယုလျှာနဲ့အရသာခံချင်စရာကောင်းတဲ့အရသာလိုချင်စရာအာယုခန္ဓာကိုယ်နဲ့ထိတွေ့ချင်စရာကောင်းတဲ့ဖွတ်တပအထိတွေ့အာယုအဲ့ဒီအာယုတွေကိုကာမလို့ခေါ်တယ်နော် တခါတခါကျတော့ကာမဂုဏ်၅ပါးလို့ခုနဆိုတဲ့သကလုံးကိုသုံးပြီးတော့ဂုံလို့လဲဒီလိုပြောလို့ရှိတယ်အဲ့ဒီခုနဆိုတဲ့သကလုံးကတိလဂုံတမာရိဂုံပညာဂုံဆိုတဲ့ဂုံတွေနဲ့မတူဒီကာမဂုဏ်မှာပါတဲ့ခုနဆိုတဲ့သကလုံးကအနှောင်အဖွဲ့လို့ဒီလိုအဓိပ္ပာယ်ရတယ်နှိုးချင်းစရာအာယုံဟာ စိတ် ကိုနှောင့်ဖွဲ့ထားတတ်တယ်။ကိုယ့်ကိုစဉ်းစားကြည့်ပေါ့။မျက်စိနဲ့မြင်ပြီးတော့နှစ်သက်ဆရာအာယုံလေးရလဲကိုယ်စိတ်ထဲမှာဆွဲလန်းသွားစေတာပဲ။နားနဲ့ကြားရတဲ့အာယုံလေးရလဲကိုယ်စိတ်ကိုဆွဲလန်းသွားစေတာပဲ။နှာခေါင်းနဲ့နန်းရှူရတဲ့မွေးကြိုင်နဲ့အနံ့လေးရလဲကိုယ်စိတ်ကိုဆွဲလန်းသွားစေတာပဲ။ လျာနဲ့အရသာခံရတဲ့ရတ္တအာယုန်လေးရနေပဲကိုယ်စိတ်ကိုဆွလန်းသွားစေတာပဲနောက်တခါခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့သိရတဲ့ဖုတ္တပအာယုန်လေးရလဲကိုယ်စိတ်ကိုဆွလန်းစေတာအဲ့ဒီအာယုန်တွေဟာစိတ်ကိုချုံနှောင်ထားတတ်သောကြောင့်ဂုဏစိတ်ထဲမှာလိုချင်စရာကောင်းသောကြောင့်ကာမအဲ့ဒီနှစ်ရပ်ကိုပေါင်းပြီးကာမဂုဏကာမဂုဏလို့ဒီလိုခေါ်တာနော်အတိပ္ပယ်နားလေတာဟာအမတမတန်မိုးရှိတယ် စကလုံးတစ်လုံးရဲ့အတိဘယ်ကိုကောင်းကောင်းသိလိုက်ပြီဆိုရင်ဘာဆိုလိုတာတော့ဆိုတာအမှန်တမ်းရှင်းတယ်ပေါ့နော်